ုံဆိုင်လေးထဲမှာအသေးလေးတွေကွဲနေတယ်။စားရွက်လေးထဲမှာအလွမ်းလေးတွေထည့်ကြတယ်။အရှုံးသမားလေးမော်တောင်နေတယ်။ဟုတ်တယ်ဒီဘဝမှာလည်းလူဖြစ်ရှုံးမယ်။တန်တရာမှာလည်းပဲလူဖြစ်ရှုံးတော့မှာဖြစ်ပါတယ်။လူမိုက်လက္ခဏာတဲ့မပြောမပြီးမတီးမမြေဆိုတာလိုပဲပြောစရာလေးတွေ့တော့ပြောလိုက်အောင်မယ်။ ပြောတယ်ဆိုတဲ့နေရာမှာလည်းပဲအဓိက ပြောချင်တာကတော့ဘုံဘုံရဲ့ဓမ္မမိတ်ဆွေတွေအတွက်ကိုပဲပြောချင်တာဖြစ်ပါတယ်။တခြားသောပုံပေါ်ဒီကိုတော့ဘုံဘုံမပြောလိုပါဘူး။ဘာပြောချင်တာလဲလို့ဆိုရင်အခုခေတ်စားနေတဲ့တခြင်းလေးတပုတ်ရှိတယ်ဗျ။ဗါတဲ့ပုံဆိုင်လေးထဲမှာအသေးလေးတွေကွဲနေတယ်။စာရွက်လေးထဲမှာအလွမ်းလေးတွေထည့်ကြ යි ။အရှုံးသမားလေးမောတောက်နေတယ်။ငူးတော့ပူတော့လွမ်းနေတယ်။ဒါပဲတက်နေတယ်။ ယောက်ျားရောမိန်းမရောကလေးရော လူကြီးရော လူလတ်ရောဒါပဲထက်ကတလဲလဲဆော့နေကြတာဖြစ်ပါတယ်အဲ့တော့ဘာပြောချင်တာလဲဆိုတော့လူမိုက်ရဲ့လက္ခဏာကိုပြောချင်တာဖြစ်ပါတယ်လူမိုက်ဆိုတာနှီးမားတွေကိုလှုပ်တယ်အဲ့ဒီနှီးမားတွေကိုအမှန်ဆိုပြီးတော့ဆုတ်ကင်ထားတယ်သူများတွေကိုလည်းပဲအဲ့ဒီနှီးမားတွေကိုလှုပ်ချင်ကင်ချင်အောင်ဖြန့်ဝေပေးတယ်အဲ့ဒါလူမိုက်ရဲ့လက္ခဏာဖြစ်ပါတယ်တခါတော့ကဥယျာဉ်မူကြီးတယောက်က သူ့ရဲ့ဥယျာဉ်ထဲမှာခိုင်းတဲ့အဆောင်တွေဟာစိတ်မချရဘူးဥယျာဉ်ကနေပြန်သွားပြီဆိုရင်တရက်တိခူးသွားတဲ့သူနဲ့ပိန်တဲ့တိခူးသွားတဲ့သူနဲ့ခိုးပြီးတော့မှနေကြတော့စိတ်မချရတဲ့အပြင်အလုတ်ကလည်းလက်ကြောတင်အောင်မလုပ်တော့ဒီလူတွေကိုမခိုင်းတော့ဘူးဆိုပြီးတောထဲကမြောက်တွေကိုဥယျာဉ်ထဲမှာခေါ်ခိုင်းပါတယ်ဥယျာဉ်ထဲမှာတောထဲကမြောက်တွေကိုအကုန်လုံးအစကတင်တင်ပေးပါတယ် မြေကိုဘလို့လောင်းရတယ်မြစ်တိုတဲ့ဟာကိုဘလို့လောင်းရတယ်အမြစ်ရှည်တဲ့ဟာကိုဘလို့လောင်းရတယ်စသဖြင့်တင်ပေးတာပေါ့အားလုံးတင်ပေးပြီးပြီဆိုတော့ဥယျင်မူကလည်းပဲစိတ်ချလက်ချနဲ့အဝေးတနေရာကိုထွက်သွားပါတယ်အဲ့ဒီမှာမြောက်တွေကအစည်းဝေးထိုင်ပြီးတော့မှဥယျင်ကင်းကြီးကိုရေလောင်းဖို့အတွက်တိုင်ပင်ကြပါတယ်တိုင်ပင်တဲ့အခါမှာဒါအပင်အမြစ်တိုတဲ့ဟာကိုကဘယ်နှခွက်လောင်းမယ်အမြစ်ရှည်တဲ့ဟာကိုကဘယ်နှခွက်လောင်းမယ်ပေါ့စသဖြင့်တိုင်ပင်တော့အဲ့ဒီမှာတခြားသောမြောက်တွေကကွန်ပလိန်တက်တယ်ဆရာကြီးတဲ့ ခြေလောင်းတာတော့ဟုတ်ပါပြီဒီတစ်ပင်ဒီအမြင့်တူတူအမြင့်ရှိရှိတိအောင်ဘယ်လိုလုပ်မလဲလို့ဆိုတော့အဲ့တော့တခြားတယောက်တခြားမြောက်ကနေပြီးတော့ထားပြီးတော့ပြောပြနေအာဒီလိုလုပ်ရင်ကောင်းမယ်တဲ့အဲ့ဒီအမြင့်တူတာအမြင့်ရှိတာကိုတိရအောင်လို့ဒီတစ်ပင်တွေကိုတူးကြည့်ကြရင်ကောင်းမယ်တူးပြီးတော့မှဒူတဲ့ဟာကရေပဲနှစ်ခွက်ရှည်တဲ့ဟာကပဲနှစ်ခွက်လောင်းမယ်ပေါ့အဲ့လိုတိုင်ပင်လိုက်တော့နောက်ရက်ကစပြီးတော့အဲ့ဒီတစ်ပင်တွေကိုတူးတယ်တူးပြီးတော့မှ ဒီတစ်ပင်ကအမြစ်ဘန်နာတောင်ရှိတယ်ရေပင်တစ်ခွက်လောက်မယ်ဒီတစ်ပင်ကတော့အမြစ်တိုတယ်ရေပင်တစ်ခွက်လောက်မယ်စသဖြင့်အဲမြောက်တွေကလည်းလေဒီတစ်ပင်တွေကို တူးလိုက်အဲပြီးကြရင်ပြန်ပြီးတော့စိုက်လိုက် ရေလောင်းလိုက်နေ့စဉ်ရက်စက်ဒီလိုလှုပ်လာအဲ့ဒီဥယျာဉ်မြကြီးပြန်လာတော့ဥယျာဉ်တစ်ခုလုံးကအကုန်လုံး6ကားပြီးတော့မှတည်ဆုံသွားပါတယ်။မြောက်တွေကတော့သူတို့လောက်တာကိုသူတို့အမှန်လို့ထင်နေပါတယ်။ငါတို့လောက်တာအမှန်ပဲ။ ပြီးတော့သူတို့ကိုအကြံပေးလမ်းပြလို့ရင်လည်းလက်မခံဘူးတဲ့သူတို့ရဲ့နှီးမကြီးကလူလည်းတခြားသူတွေကိုလှုပ်ခိုင်းတယ်တဲ့ပြောချင်တာကလူမိုက်လက္ခဏာဆိုတာကနှီးမတွေကိုလှုပ်တယ်အဲ့ဒီနှီးမကိုအမှန်ပဲဆိုပြီးတော့စုတ်ကိုင်းထားတယ်တခြားသောပုံကိုယ်တွေကိုလည်းပဲလှုပ်ဖို့အတွက်တွန်းအားပေးတယ်အားကြောင့်မမှတ်ထားပါကိုဟာကောဘယ်ထဲကိုပါတယ်လဲကိုဟာကောလူမိုက်တာလူလိမ့်မလားဗါတဲ့တခြင်းလေးက ပုံဆိုင်လေးထဲမှာအသေးလေးတွေကွဲနေတယ်။စားရွက်လေးထဲမှာအလွမ်းလေးတွေထည့်ခဲ့။အရှုံးသမားလေးမော်တောင်းနေတယ်။ဟုတ်တယ်။ရှုံးမှာပါ။ဒီဘဝမှာလည်းလူဖြစ်ရှုံးမယ်။တန်တရာမှာလည်းပဲလူဖြစ်ရှုံးတော့မှာဖြစ်ပါတယ်။အရေးတောက်တယ်ဆိုတာဒါကိုကဒီလိုတွေဖြန့်ဝေလိုက်တဲ့အတွက်မတောက်ချင်တဲ့ပုံပေါ်တွေကလည်းအရေးတောက်ချင်စိတ်ပေါက်လာမယ်။အသေးလေးကွဲတဲ့ခါမှာအော်စိတ်ကြည်ပြအောင်တရားလေးမှတ်မယ်မဟုတ်ဘူး။အရေးတောက်မယ်။နော်အရေးသမားတွေကို ဖြစ် ဲ့တော့သူများတွေကိုမိမားတွေကိုဖြန့်ဝေပေးတဲ့အတွက်လည်းပဲအာကုသို့တစ်ခုကိုကိုတိုင်းတောက်တာလည်းပဲအာကုသို့တစ်ခုနော်သူများတွေကမားတယ်လို့ညွန်ပြတာကိုလည်းလက်မခံတဲ့အတွက်ကိုဟာလူမိုက်စင်စစ်လူမိုက်လုံးလုံးကြီးဖြစ်နေပါပြီ။ဒါကြောင့်မို့သူများမားတဲ့နှီးမားတွေကို အတူယူပြီးတော့ကိုအနေနဲ့ဒီလိုပုံစံမျိုးတွေ ဲဆယ်လီပြစ်ရှင်တာနဲ့ပဲလှုပ်လိုက်တဲ့အခါမှာသူများတွေကဒီနီးမတွေကိုထက်ကတလဲလဲလှုပ်ရင်ထက်ကတလဲလဲတောက်ရင်မူးရင်နဲ့အရှုံးသမားကြီးတွေဖြစ်သွားလိမ့်မယ်။အဲကြောင့်မို့အလုံးဟာလူမိုက်တင်မဖြစ်ကြပါစေနဲ့။သူများရောင်တိုင်းလိုက်မရောင်ကြပါနဲ့။အလုံးပဲကိုစိတ်နဲ့ပြအကျမ်းမှချမ်းသာကြပါစေခင်ဗျာ။